အမအနေနဲ့ရောအဲ့ဒီလိုခက်ခဲတဲ့အချိန်တွေမှာအာဘယ်လိုပေါ့နော်မျိုးလေးချက်မပြောက်ပြတ်သွားအောင်ဘယ်လိုအားအနေနဲ့ကြော်ဖြတ်ခဲ့လဲပြောပါဦးဟုတ်အမကတော့အဲထောင်ရင်းဖြတ်တမ်းမှုလေးလည်းအများကြီးဖြစ်ခဲ့တယ်ပေါ့နော်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဆိုတဲ့အခါကျအပြင်ရောက်ပြင်လဲဒီအပြင်မှာရှိတဲ့လူလောကကြီးနဲ့ဝင်ဆောင်ပေါ့နော်ကြိုးစားရတယ်အများကြီးကြုံခဲ့ရတယ်ပေါ့နော်အဲကျင်းထောင်ထဲမှာဒါကတော့စစ်ကြောရင်မှာတော့တော်တော်ကြံ့ကြံ့ခံကြော်ဖြတ်ပြီးသွားပြီ အဲကျန်းထောင်လေးရောက်တဲ့အခါမှာအမတို့တွေကတော့ဒါငငယ်ချင်းသူတွေဖြစ်တဲ့အတွက်တော့ဒါဒီ၈ပေ၆ပေခန်းလေးထဲမှာပဲတိုက်ပိတ်ထားတယ်။ဟုတ်ဒီထဲမှာပဲဒီတောက်ရုံနဲ့ပဲဒီတောက်ဒီတောက်ရုံနဲ့ပဲဒီအညစ်အကြေးကိစ္စတွေလည်းဖြေရှင်းပေါ့နော်။ဆိုရက်ခါကြတော့ဟိုတော်တော်တော့ဒီအနေထားတွေဟိုဟိုကျင့်နိုင်အောင်ကျင့်ယူရတဲ့အနေထားတွေရှိတယ်ပေါ့နော်။အမ်နောက်တစ်ခုကပြောရရင်တော့အမကအ နည်းနည်းငယ်ငယ်တုန်းကမာလဲမာတယ်မန်လဲကြီးတော့တွေးခဲ့တယ်ပေါ့နော်အရင်ကို့အရင်ကြာသွားတဲ့သမီးချင်းတွေထောင်၅နှစ်ကြာသွားပြီ9နှစ်ကြာသွားပြီဆိုရင်အမတွေးလိုက်တယ်သူတို့စားသူဘာမှမလုပ်နိုင်တော့ဘဲနဲ့ဒီထဲမှာ waste of time ပေါ့နော်အချိန်ကိုအကြာကြီးဘလို့မျိုးဖြတ်ဖြတ်တမ်းမလဲပေါ့ငါဆိုရင်တော့ငါကို့ရဲ့တကူစားတိုးတက်မှုလည်းမလုပ်နိုင်ဘူးဒါစုတိုးတက်မှုလည်းမလုပ်နိုင်ဘူးကို့ပတ်ဝန်းကျင်တိုးတက်မှုလည်းမလုပ်နိုင်နဲ့ကျန်တဲ့အဲ့လို အများကောင်းကျိုးလည်းမလုံနိုင်တဲ့အခြေအနေမျိုးနဲ့ကာလကြာကြီးနေရရင်ငါနေနိုင်မလားဆိုတဲ့စိတ်အဲ့လိုကကိုတွဲခဲ့မိတယ်ပေါ့နော်ဒါပေမဲ့ကိုကိုတိုင်းထောင်ချတဲ့အချိန်မှာအဲ့နေရာကိုရောက်သွားတယ်ရောက်သွားတဲ့ဆိုတဲ့အချိန်မှာလူတယောက်ကထူးဆန်းပါတယ်လူတယောက်ရဲ့အတွင်းစိတ်ခွန်အားပေါ့နော်အဓိကအဲ့ဒါကိုပြောချင်တယ်အမ်ငါ့လိုအကျိုးမရှိကြဟိုင်းငါနေနိုင်မလားလို့တွေးပေမဲ့တကယ်ရောက်လာတဲ့အချိန်မှာတော့စိတ်ပြောင်းသွားတယ်ငါဟာဘလောက်ကျင်းတဲ့အကြက်သေးပဲရောက်ရောက်ငါ ်ရအောင်ရတည်ရမယ်ဒီထဲမှာငါစိတ်တည်းလဲကျိုးပဲ့သွားလို့မဖြစ်ဘူးပေါ့နော်ငါပြင်ဝင်ကပြန်ထွက်တဲ့အချိန်နှစ်ဘလောက်ပဲကြာကြာအဲ့တော့10နှစ်ကြာတယ်9နှစ်ကြာတယ်ကြုံမှုတွေနောက်ဆုံး3နှစ်ကြာတယ်ပေါ့နော်ဘယ်အချိန်မဲရောက်ရောက်ငါအကောင်းဆုံးအသက်ရှင်ရပြန်ထွက်ရမယ်ဒါအဓိကပဲကိုမျှော်လင့်ချက်ဟလာငါတက်ရှင်ရဲ့ပြန်ထွက်နိုင်မှငါလုတ်ချင်တာတွေပြန်လုတ်နိုင်တယ်ငါလုတ်ချင်တာတွေဆိုတာလဲငါရဲ့ ပဝင်းကျင်နဲ့ငါပြည်သူတွေရဲ့အချိုးကောင်းငါဆက်လုံးပါမယ်ပေါ့နော်ဆိုတော့ဟိုအဲ့လိုအတွေ့နဲ့ဟိုကိုယ်စိတ်ကိုယ်ကိုအမြဲတမ်းဟို fresh ဖြစ်အောင်ဟို refresh ဖြစ်အောင်ကြိုးစားရတယ်ပေါ့နော်အဲဒီလိုပါပဲ um ဟိုတောင်ထဲမှာအင်မတန်ကြင်ကြက်တဲ့အချိန်မျိုးတွေရှိတယ်ဟလာဝန်ထမ်းတွေနဲ့အဆင်မပြေဘူးကိုယ်တွေကိုဖိနှိပ်တဲ့အတွက်ဒုက္ခတွေများခဲ့တဲ့အချိန်မျိုးတွေမှာလည်း ီထဲမှာတော့ငါစိတ်တွေကြိုးပိတ်လို့မရဘူးဒီ line sign နဲ့ဒီ awarding စကားလုံးကြီးကအားရဲ့ပင်ကို behavior ကို ပြောင်းလဲပြောင်းသွားတဲ့အဆင်ကငါအရောက်မခံနိုင်ဘူးငါပြင်ပြင်ထွက်ရင်ဝင်လာတော့အတိုင်းပဲငါစိတ်တွေကဟိုအရင်ဟိုကောင်းတိုင်းဖြစ်နေရမယ်ငါရဲ့မူမူအကျင့်နေရလဲဒီဒီလိုမျိုးဇယိုက်ဆိုးတွေငါ အမလောင်ကထိမ့်ရမယ်ဆိုစိတ်ပေါ့နော်နောက်ကိုကိုကိုတတ်နိုင်သလောက်ဒီဒီအချင်းချက်ထဲမှာပဲကျမ်းမာအောင်ဆောင်ရှောက်ရမယ်ဆိုစိတ်ပေါ့နော်ဒါမှပဲငါအကောင့်တိုင်းပြန်ထွက်နိုင်မှာဆိုစိတ်ကအသက်ရှင်ပြန်ထွက်နိုင်မှာဆိုစိတ်နေပဲဟိုမန်တင်မီစူးစားပြီးနေရတယ်ပေါ့နော်ဟုတ်ဟိုအဓိကတော့မျောလင်းချက်ပေါ့အဓိကကိုမျောလင်းချက်ကဘာလဲဆိုတော့အမပြောရရင်တော့အဲ့နည်းနည်းလေးတော့ငငယ်တည်းက ညာကိုကူညီစနေစိတ်အမြဲရှိတယ်မိသားစုထဲမှာလည်းဟိုပွင့်လင်းပြောရင်ကိုရှိမှပဲကိုဆွေမျိုးတွေကလည်းဟိုသူတို့အမြဲတမ်းကိုကဟိုကိုနိုင်သလောက်ကူလုပ်ပေးတယ်ပေါ့နော်ဘာလို့မဆိုကူလုပ်ပေးတယ်အဲ့လိုအချင်းရှိတယ်ဒီ behavior ကြောင့်လည်းဒီနိုင်ငံကြီးလှုပ်ဖြစ်တာပေါ့နော်ဆွဲခါကြတော့အမဒီကိုအငယ်တော့ကကြောင်းနေပါတယ်တွားတယ်ဆိုအဖေမေလိုက်ဖို့လဲအမလက်မခံအောင်အမဘတ်စကောင်းနဲ့တွားတယ်ဘတ်စကောင်းကမှကြိလိုက်တယ် လူတွေအရင်ပင်ပင်ပန်းပန်းရုန်းကန်နေရတဲ့မျက်နှာမျိုးတွေအမအလိုလိုနင်းစိတ်ချမ်းသာဒီလူတွေကိုဟိုကောင်းစေချင်တယ်အလိုဟိုတီတီတီငင်ငင်လေးနဲ့ stable ဖြစ်တဲ့ life မှာပဲဖြတ်သန်းစေချင်တယ်အဲ့ပတ်ဝန်းကျင်အလိုလိုပေါ့နော်ဒါကောမျော်လင့်ချက်ပဲဒီလူတွေကိုကောင်းအောင်လုပ်ပေးမယ်ဆိုစိတ်ကပေါ့ဒီဟာကိုလုပ်ပေးနိုင်မှုငါအကောင့်တိုင်းပြန်ဖြစ်မှာဖြစ်မယ်ပေါ့နော်နောက်တစ်ခုကဒီအချိန်မှာအမားတို့အဲ့အချိန်မှာဒီ လောဘကြီးတဲ့စစ်တပ်တစုရဲ့အုပ်ချုပ်မှုနောက်သူတို့ကနေလောဘတကြီးလူရက်သားအစိုးရအဖြစ်ပြောင်းထားတဲ့လူတွေကနေပြောနိုင်ငံရေးအကျဉ်းသားတွေမရှိပါဘူးလို့သူတို့ကကဘာကိုကြေညာထားရပေါ့နော်အဲ့အချိန်မှာကိုကနိုင်ငံရေးအကျဉ်းသူအဖြစ်နဲ့ရှိနေရတာကလည်းမြန်မာနိုင်ငံဟာတင်မူညညွတ်မျှတာတဲ့စနစ်မှာမရှိဘူးနိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတယ်ပေါ့နော်နိုင်ငံရေးမှာမညှတာတဲ့နိုင်ငံရေးစနစ်ဖြစ်နေတယ်ဆိုတော့ငါတို့ဒီထဲမှာနေတာဟာဒီလိုမျိုးဖြစ်နေနိုင်ငံရေးအကျဉ်းသူဖြစ်ရက်ရက်တည်နေရတာဟာဒီလိုမျိုး ကြောင့်ဖြစ်တယ်ပေါ့ဟိုကဘာကိုလည်းပြတ်တာရောက်တယ်ဆိုရယ်စိတ်မျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးစိတ်မျိုးနဲ့ကိုရအောင်ရှက်တည်ရတယ်ပေါ့ဒီခက်ခဲကောင်းပါဟုတ်ကဲ့ပါကျေးဇူးပါအမဆိုတော့ဒါကတော့အခက်ခဲတွေကိုဘယ်လိုအင်အားတွေနဲ့ကြော်ဖြတ်သွားကြသလဲဆိုရယ်အကြောင်းအရာကိုဒါပြောသွားကြတာပေါ့နော်ဆိုတော့ဒီတစ်ခါကျွန်တော်ကိုပါဘူးအလှည့်ပေးချင်ပါတယ်နော်ဆိုတော့ဟိုညှွန်လင်းချက်မြင့်မသွားဘူးနော်ညှွန်လင်းချက်ဒီပျောက်မသွားဘူးကဘာက ဘာကြောင့်ရေးကြည့်တယ်လို့ထင်လဲပေါ့နော်ကျွန်တော်မေးချင်တာလေးကဘာဘူးဖြစ်ပြပါအောင်ဟုတ်အဲလူကျွန်တော်တို့လူတယောက်ကအသက်ရှင်နေဆိုတော့ဘာကြောင့်လဲညှော်လင်းချက်ညှော်လင်းချက်ရှိလို့အသက်ရှင်နေကြတာလေညှော်လင်းချက်ရှိပဲနဲ့ကျွန်တော်တို့ရေရွက်ချက်ပန်းတာရေမှန်းချက်ပန်းလိုက်မရှိဘူးနဲ့ကျွန်တော်တို့ကအာအသက်ရှင်နေရတာအတိတ်ပဲမရှိဘူးလေတမအဲ့တော့ဟိုကျွန်တော်တို့ဒီဟိုဒီလိုမျိုးဒီဒေါ်လာရေးကာလမှာလဲအာဘာကြောင့်ဒီလိုမျိုးကျွန်တော်တို့ကတောက်လျှောက်အခုချိန်ကြီးရှေ့ဆက်သွားနေရလဲဆိုတော့ကျွန်တော်တို့ညှော်လင်းချက်ကြောင့်အဲကျွန်တော်တို့လူချင်းနေအနာဂတ်ပန်းတာတမနိုင်ငံရေးပန်းတာ ဒါ Federal Democracy ရဖို့ကိုကျွန်တော်တို့ကအာအဲ့လိုမျောလင်းချက်တွေနဲ့ကျွန်တော်တို့ကဒီရှေ့ဆက်သွားနေတယ်အဲ့တော့အဲ့ဒါမျိုးအဲ့ပုံမျောလင်းချက်မရှိဘူးကျွန်တော်တို့ကဒီအနာဂတ်မရှိဘူးဆိုရင်ကျွန်တော်ယူမှန်းချက်မရှိဘူးဆိုရင်ကျွန်တော်ဒီအချိန်နေအထိကျွန်တော်တို့ရောက်လာစရာအကြောင်းမရှိဘူးပေါ့ကျွန်တော်တို့ပြောမလို့ဘာဒီဘာသာပဲနေကြတော့မယ်အနေထားဖြစ်တော့ပေါ့အဲ့တော့ကျွန်တော်တို့ကဒီဘလို့အချိန်နေမျိုးပါပဲရေးအဲမျောလင်းချက်ကအရေးကြီးတယ်ပေါ့မျောလင်းချက်လည်းရှိရမယ်အဲယူမှန်းချက်ပန်းတိုင်းလည်းရှိရမယ်ပေါ့ အဲ့ဒါမှလည်းကျွန်တော်တို့ကရည်ရှိကျွန်တော်တို့ဘယ်လိုပုံစံမျိုးသွားမယ်ဆိုတာကျွန်တော်တို့အဲ့လိုမျိုးစိတ်ခွန်အားတွေနဲ့ကျွန်တော်သွားလို့ရမှာပေါ့အဲအဲ့အတွက်ကြောင့်လည်းကျွန်တော်ဒီဒီအချိန်လေးထိကျွန်တော်ပြန်လဲရဟိုရက်တီလာနိုင်တာပေါ့ကို အရင်ကရေပေါ်ဆိုပြီးတော့ကိုယ်ကိုစိတ်ထဲကြာတယ်အဟိုငါဘာမှမလုပ်နိုင်တော့ပါငါတုံးစားလို့မရတော့တယ်ကောင်းကြီးဖြစ်သွားပြီဆိုပြီးတော့တမအဲ့လိုမျိုးဒီ depression ဝင်ဝူးတယ်ပေါ့တမအဲ့တော့အဲ့အချိန်မှာဒါဟိုကိုကိုရဲ့ဒီဟိုကိုကိုကိုတွန်းအပြန်ပြေးတော့ဟာ အဲ့လိုမျိုးလုပ်လို့မရတခုခုတော့လုံးမရမှာပေါ့တမအဲ့တော့ကျွန်တော်တို့ဒီထိခိုက်တဲ့အရာတော့ရင်းပေါ်တွေမှာအဲ့လိုမျိုးတွေရှိတာပေါ့မျောလင်းညံ့မဲ့သွားတယ်နာကမဲ့သွားတယ်ရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးကိုကျွန်တော်တို့ဘယ်လိုမျိုးအဲ့လိုမျိုးလူတွေတော့ဘယ်လိုစိတ်ခွန်အားပေးမလဲဘယ်လိုမျိုးမျောလင်းချက်တွေပေးမလဲပေါ့အဲ့အရာမျိုးလုံးနေကျွန်တော်ဒီဟာလေးကိုပိုဒီဇိုင်းမမတ်လုပ်ပြသွားတယ်ပေါ့ဒီကျွန်တော်အနေဘာလုပ်တယ်မဟုတ်လုပ်တယ်အဲ့တော့ကျွန်တော်ကြည်နေနေတာတူတော်လုံးနိုင်သေးတာပါငါဘာလို့မလုံးနိုင်အောင်ပါလဲအဲ့လိုမျိုးဟိုဘယ်လိုဖော်မလဲစိတ်ခွန်အားလေးရသွားစေခြင်းနဲ့ စိတ်ပေါ့ပြောတော့ဟိုမျောလင်းချက်လေးပေါ့တမအဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့မျောလင်းချက်ကတော့တခုပဲရှိတယ်တမအဲ့အဲ့ဒါရောက်ဖို့လေကျွန်တော်တို့ဒီအကုန်လုံးကတံပါးနေမှရပါလေတံပါးနေမှရမယ်ဆိုတော့တံပါးနေမှကျွန်တော်တို့မျောလင်းချက်တွေရှင်းတန်လို့ရပါပေါ့အဲ့အဲ့အတွက်လည်းကျွန်တော်ဒီလိုပုံစံမျိုးနဲ့ဟိုဆက်လက်ရှင်းတန်ရည်တည်နေတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါကွာပါဘူးဟုတ်ဆိုတော့ဟိုဒီတခါတော့အမဟိုဖီနီပီစီချင်တာကဒီမျောလင်းချက်အကြောင်းလေးပါပဲကွာဘူးကတော့မျောလင်းချက်ကလူတစ်ယောက်အတွက်ဘာကြောင့်အရေးကြီးရဲဆိုတာ ဘယ်လိုတန်မာမယ်ဆိုတာပြောသွားပြီပေါ့နော်ဆိုတော့အမအကိုကျွန်တော်ဟိုစဉ်းစားပြစီချင်တာကဘာလဲဆိုတော့ဒီမျောလင်းချက်နဲ့နာကျင်မှုပဲပေါ့နော်မျောလင်းချက်တွေလည်းရှိတယ်နာကျင်မှုလည်းရှိနေမယ်ဆိုရင်ရောလူတစ်ယောက်ကတပြိုင်တည်းတည်ဝူးထားလို့ရသလားပေါ့အမဖြစ်ပြီပေါ့အမဘယ်လိုမြင်လဲပေါ့နော်ရပါတယ်နာကျင်မှုတွေကတော့အမတို့ကတော့2-30ကျော်လောက်ပေါ့နော်အခုထက်ကြီးဆိုရင်တော့ဖြတ်တန်းလာတာဆိုတော့နာကျင်မှုပေါင်းများစွာရှိတယ်ဒီရာကိုဖြတ်တန်းလာတာ လွယ်လွယ်ကူကူတော့မဟုတ်ဘူးပေါ့နော်ဒီစကြောရေးမှာအာနေဆက်ခံရတာထောင်ထဲမှာအချင်းအချင်းနဲ့ဒုက္ခရောက်တာတွေအကုန်လုံးကလည်းနာကျင်စရာတွေဖြစ်ပေမဲ့ပြန်ထွက်လာပြီးလူမှုအတိုင်းတိုင်းမှာအာအမိလိုက်ရတာပဲထောင်ထွက်တယောက်ဆိုပြီးတော့အမားတို့တော့သူကတောင်းထွက်လာရလူမှုလို့ဆိုပြီးအလွန်ဆုံးအ short ပေးထားရင်တပတ်နှစ်ပတ်ပေါ့ပြီးရင်တော့ကိုယ့်ရဲ့ရက်ဒီအမားအမြဲတမ်းအချင်းထောင်ကထွက်လာရင်ကိုယ့်ရဲ့ ်လက်ဒီရေးအတွက်အမြဲစူးစမ်းတယ်။ပြည်မိသားစုရေးအတွက်ကိုအမြဲစူးစမ်းခဲ့တယ်။ဘာလို့လဲဆိုတော့ကိုယ်မိသားစုကလည်းတောက်လျှောက် support လုပ်ရတာ။အဲ့တော့ပြီးရင်တော့ဒါလေးကတင့်တင်းတလောက်အခြေအနေရှိပြီဆိုအမအမြဲတမ်းအမသွားချင်တဲ့ရည်ရွယ်ချက်တွေအမအမြဲတမ်းပြန်ဆလေးရှိတယ်လှုပ်လေးရှိတယ်ပြန်လှုပ်တဲ့တော့လည်းနောက်တစ်ခေါက်ထောင်ကြရပေါ့နော်အဲအဲ့တော့ငါကျင်စရာတွေကအများကြီးကြုံခဲ့ရတယ်ပေါ့နော်ထွားတော့ စကြောရဲ့မှာနှိမ့်ဆက်တာ ထောင်ထဲမှာနှိမ့်ဆက်တာရန်သူကရန်သူမို့လို့နှိမ့်ဆက်တာပြဿနာမရှိဘူးเนาะအပြင်မှာလည်းအမတို့တွေကကိုမရှိတဲ့အချင်းချနေတဲ့အချိန်မှာမိသားစုတွေကအတိုင်းဝိုင်းနေတာကျင်ထားတာကိုခံရတယ်ကြောက်လို့ပေါ့เนาะအမတို့မိသားစုနဲ့ပတ်သက်မယ်ပတ်သက်ရင် နှစ်ဟိုဒုက္ခရောက်มาဆိုလို့ပေါ့နော်အမဆိုလဲခဏခဏအဲ့လိုခဏခဏထောင်ပြန်ကြရတဲ့အခါကျတော့တချို့ကိုယ့်ရဲ့လောက်ဖော်ကိုင်းမဲ့တငယ်ချင်းနေမိသားစုရယ်ဆိုလို့ရှင်အမနဲ့မပေါင်းနဲ့ပေါ့နော်အမနဲ့ပေါင်းသူတို့သားသမီးတောင်ကြလိမ့်မယ်သူတို့သားသမီးကိုလည်းအမနဲ့မပေါင်းဖို့မှားရတယ်ကိုကြုံရတဲ့အချိန်မှာတော့နည်းနည်းလေးတော့ကိုကအာစိတ်ထဲမှာတော့မတိမတာနာကျင်ရပါတယ်ဒါပေမဲ့လည်းဟိုကိုကဆက်လုတ်ချင်တဲ့လူလေးလုတ်ချင်တယ်ဆိုရလဲကို့အတယောက်တည်းအကျိုးအတွက်မဟုတ်ပါဘူးပေါ့နော်ကိုသွားချင်တဲ့ယုံကြည်ချက်အတွက်အများအတွက်ဆိုတဲ့အခါကျတော့ ဒါတွေကိုနာနာကျင်ကျင်နဲ့ပဲကိုသွားခြင်းနဲ့ဟုတ်ပေါ့ကိုသွားခြင်းနဲ့မျှော်လင့်ချက်တွေအော်ဖြတ်တန်းခဲ့ရတယ်ပေါ့နော်။အော်ဒီလိုပါပဲလူမှုအတိုင်းပိုင်းမှာအများကြီးအဲ့လိုအခက်အခဲအကျတ်တွေကြုံရတယ်ပေါ့နော်။ဒါပေမဲ့တပြိုင်တည်းမှာပဲတကယ်ကိုသိပိုးထားနိုင်ပါတယ်။အဲ့တော့နာကျင်စရာတွေရှိခဲ့ရှိခဲ့တယ်။ဒီနှစ်30လောက်ကာလ။ဒါပေမဲ့အမအနေနဲ့ကတော့ဘရောမလမ်ရှော့ဘူး။အမဒီနာကျင်စရာတွေအားလုံးကိုအမ forgot မိပစ်တယ်လို့အမမဆိုလို့အမဒီထဲမှာအကန့်လေးတစ်ခုနေနဲ့အမတင်းထားလိုက်တယ်အမအမတော့အမဒီအဲရင်ထဲမှာအကန့်နေအများကြီးရှိရယ်ပေါ့နော်အကန့်လေးတစ်ကန့်နေမှာအမတင်းထားလိုက်တယ်အမ်လိုချင်တဲ့အချိန်ပြန်ထုတ်ကြည့်လို့ရတယ်မလိုချင်တဲ့အချိန်အမအကန့်နေမှာတင်းထားလိုက်တယ်တင်းထားပြီးတော့အမကိုယ့်ရဲ့လက်ရှိပစ္စုပ္ပန်မှာငါဘာလုပ်မလဲနဲ့ငါရဲ့ဒီအနာဂတ်ငါတို့တိုင်းပြည်အနာဂတ်တော့ငါဘာလုပ်မလဲဆိုရယ်ညှော်လင့်ချက်နေပဲအမ တောက်လျှောက်အခုထတိရက်တည်နေပါတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါအမဆိုတော့ကျွန်တော်နောက်တစ်ခုဆက်မေးချင်တာကအကူဘာဘူးရောဒီအမရောပေါ့နော်ဆိုတော့ဟိုမတို့လိုမျိုးပေါ့တခြားသောသူတွေအဲ့လိုမျိုးအကျန်းဖက်ခံရတယ်ဖြူခွင်းခံရတယ်နှိပ်စက်ခံရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတွေအနေနဲ့မျောလင်းချက်တွေမကြိုးပဲ့သွားအောင်ဆိုလို့ရှိရင်ဘာတွေလှုပ်ဆောင်နိုင်မယ်လို့ဟိုပြောချင်ပါတယ်ပေါ့နော်ကိုဘာဘူးစာပြီးဆွေးနွေးပြပေါ့အဲဘယ်လိုပြောလဲဟို အဓိကတော့ကျွန်တော်တို့ကဒီအသက်ရှင်နေမျှော်လင့်ချက်ဆိုတော့ရှိတယ်ပေါ့ဒီမှာကျွန်တော်တို့အာအသက်မရှိတော့မှဒါကျွန်တော်တို့အဲ့အသက်ရှင်နေခြင်းအချိန်မှာကျွန်တော်တို့ဘာတွေလုပ်နိုင်မလဲပေါ့အဓိကတော့ကိုယ့်ကိုယ်ကိုလုံခြုံမှုအဓိကပေါ့တော့ကိုယ့်ကိုယ်ကိုလုံခြုံမှုထားရမယ်အဲ့ဒါမှအဲကျွန်တော်တို့ကဒီရှေ့ဆက်သွားရမယ်အရာတွေကျွန်တော်ဆက်လုပ်နိုင်မှာပေါ့အဲ့တော့ ဟိုအကြံတဲ့ဟာအကြောင်းလည်းကျွန်တော်တို့ဒီလိုဒီလိုမျိုးပဲပေါ့ကျွန်တော်တို့ဗာလေးဆက်လုပ်နိုင်တယ်ဒီအာအတိကကျွန်တော်တို့ဒီလူဦးတော်လည်းအေးဆိုတာလေဒါပြည်သူတွေအားနဲ့ဖြစ်လာတဲ့အရာပေါ့ဒါပြည်သူတွေကလည်းပါကြောင်လည်းမျောလင်းချက်နဲ့ဟိုဟာဖြစ်နေတာပေါ့အဲ့တော့ကျွန်တော်တို့ကအဲအကုန်လုံးပေါ့ဒီပြောမှဆိုရင်ဒီပစ္စည်းကောင်းတစ်ခုရှိုံနဲ့ကျွန်တော်တို့ကဟင်းကောင်းတစ်ခွက်မရနိုင်ဘူးလို့မဟုတ် ကောင်းကောင်းတခုလည်းမရနိုင်ဘူးပေါ့အဲ့တော့ဒီရှိတဲ့ဟာတွေကမှကျွန်တော်တို့ကအချိုးစားမြတ်တောက်အောင်အာပြုလုပ်နိုင်မှသာကျွန်တော်တို့ဟင်းကောင်းတစ်ခွက်မုံကောင်းတစ်ခွက်ရမှာပေါ့အဲ့တော့ပြည်သူတွေရောကျွန်တော်တို့လက်ရှိတွားနေတဲ့လူ ပါဝင်နေတဲ့ဒီနေဦးတက်လိုင်းမှာရှိတဲ့လူတွေအကုန်လုံးစုစုစည်းညီညွတ်ညွတ်နဲ့ကျွန်တော်တို့ဘာတွေအကောင်းဆုံးရှေ့ဆက်သွားမလဲဆိုတာတဟိုကျွန်တော်အဲ့လိုမျိုးလေးပေါ့ရှေ့ဆက်သွားဖို့ကျွန်တော်အကြံအကြံလေးပြုချင်တာပေါ့ဟုတ်ကဲ့ကျေးဇူးပါကိုပါဘူးအမအနေနဲ့ရောဒီလိုမျိုးကိုလိုလူတွေကိုမျိုးလင်းချက်တွေမကျိုးပဲ့သွားအောင်ဆိုလို့ရှင်ဘာတွေလှုပ်ဆောင်နိုင်မယ်လို့ထင်ပါတယ်လေပေါ့နော်အော်အဓိကကတော့စိတ်ပိုင်းဆိုင်ရာမကျိုးပဲ့ဖို့အတွက်အဓိကကိုကိုကို တတိနဲ့ဆောင်းထင်းနေတဲ့နယ်ပေါ့နော်ဟိုထိမ့်သိမ့်နေတဲ့နယ်ပေါ့နော်အဓိကအဲ့ဒါပါပဲကိုရှင်တန်နေဖို့လိုအပ်တယ်ဘလို့ကြီးပဲအခက်အခဲဖြစ်နေပါစေရှင်တန်ဖို့လိုအပ်တယ်ပေါ့နော်ရှင်တန်နေမှပဲနောက်ဆုံးဟလာအများအတွက်မပြောပါနဲ့ကိုတယောက်ရှင်တန်နေမှပဲကိုမိသားစုလည်းရှင်တန်နိုင်မယ်ပေါ့နော်နောက်ကိုနောက်အဲ့အာနေမှတစဉ်ကိုသွားခြင်းနဲ့လမ်းကြောင်းတွေယုံကြည်ချက်တွေအတွက်ရှင်တန်နိုင်မယ်ဆိုတော့အမ်ဘလို့ပဲဖြစ်နေနေကိုစိတ်ကိုကိုတတိနဲ့ကိုရဲ့စိတ်ကိုပေါ့နော်တတိနဲ့ပဲကိုရှင်တန်ဖို့အတွက်အဓိကအ ဟိုအားနဲ့စိတ်ခွန်အားနဲ့ပဲရရတီစီချင်တယ်ဟုတ်ကဲ့ပါကျေးဇူးပါအမဟုတ်ကဲ့အဲနောက်တစ်ခုထပ်ပြီးဆွေးနွေးစေချင်တာကတော့လေအာဒီလိုပဲကိုယ့်ရဲ့နေစဉ်ဘဝကိုဖြတ်တန်းရင်းနဲ့ပဲကိုယ့်ရဲ့အာမျှော်လင့်ချက်တွေအားကောင်းလာစေဖို့ပေါ့နော်ရှင်သန်လာစေဖို့ခိုင်မာလာစေဖို့ဆိုလို့ရှိရင်အာကိုဘာဘူးအနေနဲ့အာနေစဉ်ဘာတွေလုပ်ဖြစ်လဲပေါ့နော်အာနေ့တွေဘာတွေလုပ်ဖြစ်လဲဆိုတော့အာ กูกูအရင်ဆုံးဟို modi ပြန်ပေးတာပါတော့ငါဒီနေ့ပါဒီလုံနိုင်တယ်ဘာတွေရှာဖွေနိုင်လဲပေါ့ဒီဟာနဲ့ပတ်သက်ပြီးဘာတွေကူညီလို့ရမလဲပေါ့တော့အဲ့ အဲ့တော့နေ့စဉ်ကို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 ကောင်းမှကိုပတ်ဝန်းကျင်ကိုကူညီနိုင်ပါလိမ့်တယ်မှာအဲ့တော့ကိုကဟိုပတ်ဝန်းကျင်ကောင်းဖို့တူကိုမကောင်းရင်လည်းပတ်ဝန်းကျင်ကကောင်းလာကြရအောင်မရှိဘူးပေါ့အဲ့တော့အာအဓိကတော့ကျွန်တော်ကကိုကိုအမားမရှိအောင်ပေါ့ငါဘာဒီမားခဲ့လေဒီနေ့ဘာဘလို့အမားမျိုးတွေလုံးပြီလေအဲ့ဒါမျိုးတွေသင်္ကန်းသာယူရပေါ့သင်္ကန်းသာယူရင်းနဲ့ကျွန်တော်ကအဲ့လိုမျိုးရှေ့ဆက်ပြီးကိုကိုခွန်အပင်းနဲ့အာအဲ့တော့ကိုကောင်းမှကိုပတ်ဝန်းကျင်ကောင်းဖို့ကိုကျွန်တော်တို့ကဒီရှေ့ဆက်သွားလို့ရမှာပေါ့အဓိကတော့ကိုကိုအရင်ဆုံးကောင်းအောင်နေရမှာပေါ့အဲ့လိုမျိုးနဲ့ပဲကျွန်တော်ကတော့ဖြတ်တန်းနေပေါ့ ဟုတ်ကဲ့ကျေးဇူးပါကိုပါဘူးအမလည်းဆက်ပြီးပြောပြပါအောင်အဲကိုပါဘူးပြောတာတို့အမအများကြီးထောက်ခံတယ်ဆိုတော့လူတောက်ကဟိုတိတိကျကျပတ်ဝန်းကျင်ကောင်းဖို့ဆိုပြီးမစင်စားနိုင်အောင်ပေါ့နော်အမအများတန်းဟိုကိုနဲ့သက်ဆိုင်တဲ့ကလေးတွေကိုပြန်ပြောတယ်ပေါ့နော်ကိုကိုကိုကောင်းအောင်နေခြင်းအပြင်ပတ်ဝန်းကျင်ကိုအကျိုးပြုပါလို့ဒါဆိုတော့အခုကျတော့လူတောက်မကောင်းတာနဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမကောင်းတာနဲ့တတိုင်းပြည်လုံးဒုက္ခရောက်တယ်အော်လူတောက်က အရင်ဆုံးကိုကိုကိုအရင်ကောင်းမှုအတွက်ကိုကိုအတိတ်တည်းနဲ့စူးစမ်းပြီးနေထိုင်မှုလိုအပ်တယ်။ဒီကနေမှတစင်တစင်တစင် ကိုကိုကိုကောင်းလာပြီးကိုမတ်လာပြီးဆိုမှအများကြီးလှုပ်ရှားရအများကြီးရှိရပေါ့နော်။အဲ့တော့အခက်ခဲတွေအများကြီးကိုဒီလိုပဲကိုကိုကိုရှင်သန်ရည်တည်ဖို့အတွက်စူးစမ်းပြီးနေရမှာပဲ။ဟုတ်ကဲ့ကျေးဇူးပါ။အာဒီလိုစူးစမ်းရှင်သန်နိုင်မှုကိုနေ့စဉ်လှုပ်ဆောင်နေတဲ့အတွေ့အကြုံလေးတစ်ခုလောက်များမျှဝေပေးလို့ရမလား။ဥပမာ ဘာဘာလုပ်တာလဲတကယ်ချင်းနဲ့စကားပြောတာလားပေါ့နော်တခုခုပေါ့အဲ့လိုမျိုးဒါမှမဟုတ်ကိုကျွမ်းကျင်ရတခုခုလှုပ်ဆောင်တာမျိုးပေါ့နော်ဆိုတော့တခုလောက်ဥပမာလေးနဲ့ကိုလှုပ်ဆောင်ဖြစ်တဲ့အရာလေးတခုလောက်ပြောပြပါလားကိုပါဘူးစပြီးတော့ပြောပြပါဦးအဓိကကျွန်တော်လှုပ်ဖြစ်တဲ့အရာတော့အာကျွန်တော်ကဒီကျွန်တော်နဲ့လက်ရှိအတူတူနေတဲ့ခလေးတွေပေါ့သူတို့ပြောချင်လို့ထားတယ်ပေါ့အဲ့ဒါမှကျွန်တော်တို့ကဒီရှေ့ဆက်သွားလို့ရအောင်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ team mode နဲ့အလုပ်လုပ်ရတဲ့အခါမျိုးမှာ အော်အကုန်လုံးကစိတ်ပျော်ရွှင်ပြီးတော့ဒီအလုပ်ကိုစိတ်ပါလက်ပါနဲ့ဟိုလုံနိုင်ဖို့ကအရေးကြီးတယ်လေအဲ့တော့ဟိုသူတို့တွေအခက်ခဲရှိတဲ့ဘာညာဆိုလို့ရှင်ဘာတွေများဖြစ်လဲအာကိုကအတီးတီးလက်ရှိကိုမိသားစုဒီ group လေးကိုကျွန်တော်ကပို့ပြီးတော့ဟိုသိချမ်းသာအောင်ထားမှာကျွန်တော်သွားကျင်တဲ့ဟာတွေကျွန်တော်တို့ဟိုဆက်လုပ်ကျင်တဲ့ဟာတွေသွားလို့ရဘာကြောင့်လဲဆိုတော့ကျွန်တော်ကလက်ရှိ တို့အားနေသွားနေရတာကျွန်တော်တယောက်တည်းမလုပ်နိုင်ဘူးကျွန်တော်ကအနည်းပညာရှာပဲကျွန်တော်ဘယ်လိုပုံစံမျိုးတွေလုပ်ရမလဲဆိုတာအဲသူဟိုတင်ပြီးလို့ရတယ်ပေါ့ရှင်းဆောင်လည်းပြပုံစံမျိုးနဲ့အဲလုံးလုံးပြ깟ပြအဲ့ဒါပဲရမှာအဲ့တော့ကျွန်တော်တို့ကအရေးအတွက်အများကြီးအလုံးအများကြီးလုပ်တဲ့အခါမျိုးကြတော့ကျွန်တော်တင်းတစ်ခုလုံးကစိတ်ပါလပါနဲ့လုပ်ဖို့ရည်ကြအဲ့တော့ကျွန်တော်တင်းပျော်ရွှင်အောင်ဒါရစကားတွေပြောတယ်အဲအဲ့လိုမစားတယ်နောက်တယ်အဲအဲ့လိုမျိုးလေးတွေတခါလေးကြတော့စိတ်ဖြည်တယ်ပေါ့အခုနောက်ပိုင်းဆိုကျွန်တော်ဘာလေးလုပ်လဲဆိုတော့အဲကျွန်တော်တို့မှာစိတ်ဝမ်းနေစရာတွေအများကြီးရှိတယ်ပေါ့ တော့ကျွန်တော်ကျွန်တော်ဆို Facebook မှာဆိုကျွန်တော်ဝမ်းနေစရာအကြောင်းတော့တော့တိတ်မတင်ဘူး။အဲဟာသတွေပဲတင်။အတခြားလူမြင်လေးမျိုးတခြားလူတွေမြင်ထားဒီကောင်ပေါ်တော့တော့နဲ့တလောက်ကြီးတိုင်းပြည်တောင်အဲ့လိုဖြစ်နေဟာမဟုတ်အဓိကတခြားဘက်မှာစိတ်ညစ်နေကို post လေးဝင်ကြည့်နေသူတို့စိတ်ပျော်ရွှင်သွားတယ်ဆိုရင်ပဲဒါဒါဒါဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့အကျိုးရှိတယ်လို့ခံစားရတယ်ကွာအဓိကလူလူတစ်ဖက်သားပျော်ရွှင်ဖို့ကျွန်တော်အဲ့လိုမျိုးပဲလှုပ်ဆောင်ပေးနေတာပေါ့အဲ့လိုမျိုးကျွန်တော်ဖြတ်တန်းနေဟုတ်ဟုတ်ကဲ့ကျေးဇူးပါ